2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပါ့မယ်။ဟေးလင်မူးသမီးလေးလည်းပါတယ်ဟာ။ဟိုကနေပြီးပြပပြန်လာပြီးဗောပြေးမှာ။အေးရောခရိုနီရဲ့သမီးတွေပါအောင်။ရွေးကောက်ပွဲမှာဒီပုံမကောင်းမွန်သောအနာဂတ်စီဒီမိုကရေစီပန်းနိုင်စီလဲပေးခြင်းဖြစ်တော့လမ်းချီတိုင်းပြည်သားရာဝါပြောရေးနိုင်ငံသားတိုင်းမဲပေးပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူဝိချေသူ ပြည်သူတွေလုံလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်သာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။လူမှုစီးပွားဖွံ့ဖြိုးမှုရွေးကောက်ပွဲပြင်စတင်ဖို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲရုံသွားပြီးမဲပေးဖို့ဒီမိုကရေစီခိုင်မြဲဖို့မဲရုံသွားပြီးမဲပေးဖို့မဲဥမာဒီမိုဒီခိုင်မြဲဖို့နဲ့မဲရုံသွားပြီးမဲပေးဖို့ဆိုဘယ်သူများလဲလို့ကြည့်လိုက်တယ်ဆိုင်းဆိုင်းခန်းလိုက်နေဝုံမုံချွေပဲဒါ ይ တာဒီနှကောင်ပြန်ပေါင်းထုတ်ပေးတာလားမသိဘူး ဒါကြောင့်ပြည်သူအလုံးကရေကပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုတူတကွာဆောင်ရအောင်လို့မဲရောက်သွားမဲပေးလို့ကဲဒါတော့သူဝါဒဖြစ်နေတကယ်လုံးနေဖြစ်ပြီးတော့တကယ်တော့ပြည်သူတွေနားထဲမှာကြားရောက်နေတကယ်လုံးတွေကမင်းအောင်လိုက်ဒီလိုဒီလိုမင်းအောင်လိုက်မင်းအောင်လိုက်ဒီလိုဒီလိုမင်းအောင်လိုက်မင်းအောင်လိုက်ဒီလိုဒီလိုမင်းအောင်လိုက် ညာထဲမှာအညံ့စားအမှုပညာထဲမှာအဖျင်းစားဝါရဖြန့်အမှုပညာအဲ့ဒါနိုင်ငံရေးပဲဓာရီတုံးကတော့လုတ်တုံးကလုတ်ပြီးအခုကြတော့မှကျွန်တော်တို့နိုင်ငံရေးမလုတ်ပါဘူးလို့ဆိုတော့ကျွန်တော်ဖြင့်တနာလိုက်တာသူတို့လေဆယ်ကြီးတစ်ခုဆောက်ပြီးသွားလို့တရားကြီးတစ်ခုဆောက်ပြီးသွားရင်တရားကြီးပြီးပြီတရားကြီးပြီးပြီဆိုတက်တက်ခုံနေဘသူတွေတော့မပြန်စင်းစားပါဘူးတရားကြီးပြီးပြီဟိုဘက်ထိုင်နေဒီဘက်ထိုင်ကျမကတော့ပြေးလိုက်ဝင်ဆိုပြေးလိုက်ကြတာခေါမလေးတွေလေ အဲ့ဒီဆယ်ကြီးတွေကိုတက်တက်ခုံးနေကြတယ်သူတို့တွေရောအဲ့ဒီတရခံနေထဲမှာအားပေးအားမြောက်တဲ့ပါတယ်ဗျကျွန်တော်တို့ထောင်စကားဆိုတော့အပကပေါ့ယင်ခါကလေးပြူညာကဆောက်ကမစင်ရင်းနဲ့ကြုံပြန်ခွန်ခွန်လာရှောအချင်းချင်းခါကလေးပြူ တ်လက်မခံမစင်တွင်နဲ့ပက်လက်လန်ပကွက်လက်ချုံရေ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 ဒီရွာကြပြီသူမို့ဖွှောင်းပေါင်ကြီးရေတိုင်းပဲကကြုံတော့တမီးနဲ့သိဆောင်လာဟေးလီလာလာမပြောနဲ့မင်းလို့ဆောက်ကြလို့ရပြီသူများကတတ်တာပဲဟေးရေ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 

ော်လိုင်းမျိုးတွေအားလုံးပဲသဘောဝဘေးနဲ့မီပြီးတော့မှအမြန်ဆုံးကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြရဘော်လူရှင်ချန်နယ်လေးကပြန်နဲ့ကြိုဆိုလိုက်ပါတယ်ဗီဒီယိုရေရှင်ဘလို့တော့ပေးကမှာတော့ယနေ့နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တယ်ကျွန်တော်မျိုးတွေအားလုံးပဲဘုန်းနေရှိပြီကိုဒီတိုင်းမှာထပ်မံတောင်းဆိုလိုက်ပါတယ်ပရောဆုံးအနေနဲ့ကတော့ပြည်တာတွင်စစ်ကောင်စီကစစ်ကွေးတွေဆုံးမှုဆင်းမာတော့ချင်းပြည်နယ်ဖားကန့်မြို့နယ်မှာတော့ရေတလို့မြင်ရတဲ့အထိအသေးသေးများနေပါတယ်စကိုင်းတိုင်းစကိုင်းမြို့နယ်မှာဆယ်ကောင်ပဲခူးတိုင်းဝေါ်မြို့နယ်မှာတကောင်နဲ့ ကိုယ်တိုင်ကျွပင်ကောင်းမျိုးမှာတကောင်းတီးတီးတိဆုံနေကြောင်းလည်းသိရှိရပါတယ်။ကျောင်းသူတွေဘုံအနေနဲ့ကတော့ကချင်ပြည်နယ်ဗန်မော်တိုက်ပွဲတနေရာမှာအောင်ပွဲခံနေတဲ့တားဖြစ်သူရဲ့တပုံကိုလူမှုကွန်ရက်မှာဝင်ကြွားဖော်ပြတဲ့ပြည်တော်စုကြံခိုင်ရင်းနဲ့ဝင်ပြိုးရေးကြံ့ဖို့အမာကန်တို့ဖြစ်တဲ့လိုင်းယွန်မန်ဆိုတဲ့ကောင်းဝင်တားဖြစ်သူဟာသူ့ရဲ့ post တင်ပြီးနိုင်ပိုင်းကြမှာပဲဗန်မော်တိုက်ပွဲမှာဒေသွားခဲ့ပါတယ်။၁၄နာရီမပြည့်မှာပဲတပုံမှာတားတည်ဆုံးကြုံတဲ့တင်းကိုပြန်လည်ရေးသားဖော်ပြခဲ့ရပါတယ်။ကြံ့ဖို့ပါတီအမာကန်တို့လည်းဖြစ်ကြောင်းကိုယ်တိုင်ဝန်ခံထားပြီးတော့ ပဒီမာအောက်ခြေဝင်နှင်းဖြင့်တောင်ဝင်ထန်းဆောင်လို့ကြောင်းနဲ့အသည့်ပေးထားလဲတွေ့ရှိရပြီးလိုင်ယွန်မန်အမီနဲ့လူမှုကွန်ရက်အသုံးပြုသူကနိုဝင်ဘာလ9ရက်နေ့မှာဗန်မော်တိုင်ဝမ်မှာရောက်နေတဲ့တားဖြစ်သူရဲ့ဓက်ပုံတွေကိုဂုံယူဝင်ကြွားတာနဲ့ကျင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပိုဒီမီနိုင်ပိုင်းကြမှာပဲသူသားဟာတောင်ဝမ်မှာဒီဆုံးသွားပြီဖြစ်ကြောင်းတဲ့ရင်ကိုလည်းပြန်လဲရေးသားတည်ပေးခဲ့ရတယ်သိရှိရပါတယ်ကဲတောင်ကြီးရမြေဒီကောင်ကြီးရဲ့ဘွားဟာဝေးတော့လည်းမဆက်မီဆန်တော့လည်းမကူမီတော့မြန်နေတဲ့အနေထားတော်ဖြစ်နေတော့တွေ့နေရပါတယ် နောက်တဲ့သတင်းပုံအနေနဲ့ကတော့နမကြီးဆိုတော်ရင်းနဲ့မဲဆွယ်ဗီဒီယိုတွေကြီးညာခဲ့တဲ့စစ်ကောင်စီအားဒီနေ့မှလည်းနမကျော်တိ ਊ ဆောင်နေပောင်းဝင်တဲ့ရုပ်တံတွေနဲ့ထုတ်လင်းလာခဲ့တာတွေ့ရှိရပါတယ်။ထို့ပါမဲဆွယ်ရုပ်တံမှာတော့နမကြီးတိ ਊ ဆောင်နေဖြစ်တဲ့ PDU အိနာကျော်စင်ဖွေဖွေဝတ်မှုရွှေကြီးစန်းစန်းခန်းလိုင်းထုံထုံခိုင်စင်းကြီးဖွင့်နေတာပေါ့မိုးဟေကိုခင်းဝွန်ဝါစတဲ့ဝိုင်းရင်တိ ਊ ဆောင်များပောင်းဝင်လာခဲ့တာကိုတွေ့ရှိရပါတယ်။ဒါတိ ਊ ဆောင်များပြားလဲဆိုပါရုပ်တံမှာစစ်ကောင်စီရဲ့တူယုံရွက်ောက်ပွဲမှာနိုင်ငံသားတိုင်းမဲပေးရန်ကြီးညာပေးခဲ့ကြောင်းလည်း သိရှိရမှာဖြစ်ပါတယ်။တကောက်စီကမြို့ကပွဲဖြစ်မှောက်ရန်အတွက်အင်းလိုက်အားတိုင်မဲဆွယ်နေရရှိပြီးဒီမန်နေ့ကလည်းဟန်နေတာပြီးဆန်ဒီချမ်းမြေမောင်ချိုဟိုကာနီနီကင်တို့စတဲ့ဆိုတော်ဒီပောင်ဝင်တဲ့မဲဆွယ်စီယုံတဲ့ရုပ်တံကိုထုတ်လင်းနေခဲ့ကောင်မကနေတိုးတူလီနေဝင်းအေဂျင့်မောင်မြင့်မြင့်နဲ့မေမြင့်မို့စတဲ့ရုပ်ဆောင်တွေပောင်ဝင်တဲ့တော်လိုင်းရေးကိုပုံဖြတ်ပြီးမဲဆွယ်စီယုံတဲ့ဇလန်တို့ကိုလည်းစစ်တပ်ပိုင်း channel တွေကတဆင့်ဘာသာပြန်ထုတ်လင်းကြတာအလုံးသိမှဖြစ်ပါတယ်။အခုကြီးအဖြစ်ဒုံလေးဆိုတဲ့ကောင်ကိုမရှင်းနိုင်သေးတာတော့ ုလိုမျိုးပုံလုံးတိမ်ကြုံပြီးတော့ကြိတ်ခံနေရမှာပဲအလန်တကောင်တရင်ပြီးတကောင်ယူစောဒီတကောင်ကြောင့်လောက်ထိကြဲကြဲပြန့်ပြန့်ခုလိုမျိုးရှုပ်ထွေးမှုတွေဖြစ်လာနိုင်နေဆိုတာကတော့တော်လန်ပြည်သူတွေရောတော်လန်ရဲဘော်တွေရောအလုံးသိဖြစ်မှာဖြစ်ပါတယ်ဒီမှာလွတ်လာရုံလေးတွေတမဲပဲပေါ့နော်နေပြီးတော့မှကျမခေါ်ရပါတယ်နေပြီးတော့မှလည်းကျမမှာဥပိုင်အလုံးမရှိပါဘူးကျမရဲ့စီးပွားရေးလေးဆိုလည်းတနည်းနိုင်တဲ့စီးပွားရေးတွေကိုပကိုးတိုင်းမှာရှိတဲ့စီးပွားရေးတွေအကုန်လုံးကျမလက်လွတ်ပြီးတော့အကုန်လုံးထားခဲ့ရပါတယ်ရှင် အခုလိုအနေအထားမျိုးကိုကျွန်မနိုင်ငံတော်ကိုတင်ပြရခြင်းဘာတွေရတော့ကြည့်ကောင်းနေတယ်လို့တော့ထင်ပါရဲ့လုံးဝလက်မကြည့်ပါဘူးကျွန်မကလည်းအညညသရမီဒီယာကိုအဲ့တော့တိတ်ပြီးတော့မှအရေးမလုပ်ဘူးပေါ့နော်ဟိုသူများတွေဆိုရင်တော့ပြောနေကြတာမျိုးလို့ဂျင်းဟိုသိတယ်ပေါ့နော်အဲကျွန်မဆိုလို့ရှိရင်တော့ဒါလည်းဘာဖြစ်လို့လဲဆိုတော့ကျွန်မနိုင်ငံတော်တားချစ်တာလေနိုင်ငံတော်လည်းချစ်တယ်တပ်မတော်ကိုလည်းချစ်တယ်အဲအကြောင်းမလို့ကျွန်မအခုပေးဆက်ရတာကျွန်မခံစားရတာပေါ့နော် ဒါမဲ့ကျွန်တော်ဆက်ရှင်နေအောင်မှာပဲอืมတမဆက်ရှင်နေအောင်မှာပဲအများတော့ကျွန်တော်ဆက်ရှင်နေအောင်မှာပဲอืมနေဆက်ခံနေအောင်မှာသေးကြတယ်ဆက်ရှင်နေသေးရဆက်လုံနေအောင်မှာပဲကျွန်မသေးသွားပြန်တမျိုးပေါ့နော်မသေးသေးရရတော့ကျွန်မနိုင်ငံတော်ပေါ်မှာတစ္ဆာစောင့်တည်နေအောင်မှာပဲဒါပေမဲ့ကျွန်မအပေါ်မှာကြတော့တရားမှလက်မကြည့်ကြဘူးရှင်အောက်ခြေမှာဆိုပိုးဆိုးသေးတယ်နော်အကုန်လုံးကပေါင်းနေတာရေပဲ ကုန်လုံးကပေါင်းစားနေကြတာပဲလှည့်ရလူစားတွေပဲတင်ပြလို့လည်းမရဘူးဥပဒေလည်းမရှိဘူးဘာမှလည်းမရှိဘူးလောက်ပိုင်ကူနေရှိပါရဲ့နဲ့လဲမလောက်ပါဘူးတော်တော်ကြီးကိုအချိန်မှာတော်တော်အချိန်နေစိုးနေပါတယ်ကျမတို့ဘက်မှာဆိုတော်တော်အချိန်နေစိုးနေတယ် PDF တွေဆိုလို့ရှိရင်လေစစ်သားတွေဆိုလို့ရှိရင် uniform ဝတ်ပြီးတော့မှအဲ့လိုမျိုးတိတ်မသွားရဲကြဘူးဟိုမှာ PDF တွေကကထိန်မာတောင်မှเนาะအဲ့ကထိန်မာ ကျမတို့နာမှာရှိတဲ့ရွာကံဦးရွာဆိုတဲ့အဲ့ဒီရွာကထိန်ကိုတော့မှ30မှတီးထားတာနော်30မှတီးပြီးတော့မှအဲ့ဘုံကထိန်မှာနော်အိုးစီဒိုးဘတ်တွေတီးပြီးတော့မှသွားလာလှုပ်ရှားနေတာပေါ့နော်ဒါကျမတို့တွေဆိုအဲ့လိုမျိုးမသွားရဲဘူးစင်တော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 ်ကြောက်နေတာသူတို့ကအဲ့လိုမျိုးယူပေါ်တင်ကိုသွားနေကြညနေဘက်ဆိုလို့ရှိရင်တနက်တွေထမ်းပြီးတော့သွားလာနေကြအဲ့ကျမတို့ဆိုမသွားရဲဘူးပေါ့နော်။အဲစစ်သားတွေရဲရည်လည်းမသွားရဲဘူး။အဲ့လောက်ကြီးတော့ပေါ်ပေါ်ဒီနေနေဖြစ်နေတာဟို ဒါနိုင်ငံတော်ကိုလည်းတင်ပြတယ်။ဒါဒီလိုမျိုးတွေလူမျိုးတွေရှိပါတယ်ဆိုတာဟာကိုလည်းတင်ပြတယ်။ဒါပေမဲ့မလှုပ်သေးဘူးရှင်။မလှုပ်သေးဘူး။လူတိုင်းကတော့ဟိုပူပူမပူမှန်းတည်တာပေါ့နော်။ကိုပူမပူမှန်းတည်တာ။ကျမပူနေတာကိုသူတို့မမြင်သေးဘူးရှင်။ကျမခံစားနေရတာသူတို့မမြင်သေးဘူး။အဲ့တော့ ဆက်ပြောနေကျွန်မငပိကျော်စားတော့ကဲဒါတော့ဇော်ဖုံးဟင်းရဲ့အမျိုးတွေဖြစ်မှနေနေတချီချီမှာမြေပြင်ချီနေမှာဘယ်လိုမျိုးရှိလဲဆိုတာကတော့သူတို့ရဲ့စစ်ကွေးဘောမတွေကိုပြောနေတာဖြစ်ပါတယ်ဖလမ်းမှုတွေအရမ်းမဒီမတွေ့ရမယ့်အကြောင်းအရာလေးကလက်ရှိဒီမှာစစ်အုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေဘယ်လောက်ရှိလဲဆိုတော့ဆရာကုသိမ်းမြတ်ကနေပြီးထောက်ပြပြောဆိုထားတာလေးတွေမကြည့်ရသေးဖလမ်းမှုတွေအားလုံးပဲကျွန်တော်တို့ကြည့်တော်လို့ရပါတယ်။တီးပြီးသားဖြစ်ပေမဲ့ဗိုလ်ချုပ်စော်မစ်ထွန်းရဲ့စစ်အုပ်စုဟာ ဟုတ်ဟုတ်မဟုတ်ဟုတ်လိန်သာလိန်ရဲရဲသာလိန်လိန်မများလို့ရှိရင်နားယောင်လာလိမ့်မယ်ဆိုတော့နာစီဝါရဖြတ်ချီစနစ်ကိုတုံးပြီးတော့ထက်ခါထက်ခါပြောဆိုနေတဲ့အတွက်တချို့သူလိန်သူညာသွားတဲ့အချက်တွေကိုပြန်ရှင်းပြပါမယ်။ဘယ်နေရာတွေမှာခမားဘယ်လိုလိန်သွားတယ်ဘယ်နေရာတွေမှာခမားဘယ်လိုလှည့်စားသွားတယ်ဆိုတာကိုတစ်ချက်ချင်းဗိုလ်ချုပ်စော်မင်းထွန်းကိုထောက်ပြပါမယ်။လူသဘာဝကအချိန်ပေါင်းများစွာထက်ခါထက်ခါလိန်နာကိုကြားရတဲ့အခါမှာမဟုတ်မမှန်မနဲ့တော့သူတို့ဒီလောက်အထိမျက်နှာပြောင်တိုက်ပြီးတော့အချိန်ချင်း လိန်ပြောနေလိမ့်မယ်မထင်ပါဘူးနည်းနည်းပါးပါတော့ဟုတ်တာလေးတွေပါလို့နေမှာပါလို့ထင်လာတတ်ကြပါတယ်အဲ့ဒါဟာစိတ်ပညာသဘောအရဖြစ်တတ်တဲ့သဘာဝပါအဲ့ဒီသဘာဝကိုနာဇီကောင်းဆောင်ဟစ်တလာကစနစ်တကျအသုံးပြုခဲ့တာပါအခုဇော်မင်းထွန်းရဲ့ဆေးအုပ်စုဟာလည်းအဲ့ဒီနာဇီနီးကိုစနစ်တကျအတူတူတုံးဆွဲနေပါတယ်မတော်တဆတူညီတာမဟုတ်ပါဘူးမတော်တဆတိုက်ဆိုင်တာမဟုတ်ပါဘူးဇော်မင်းထွန်းပြောတာကိုများအရေးလို့ရှင်းနေဖို့လိုသေးသလားလို့တချို့ကအမေးကြပါတယ်သူလိန်နေတာတွေကိုလူတိုင်းသိကြပြီသားပါလို့စိုးနေပေမဲ့ မသိတဲ့သူတွေယုံနေတဲ့သူတွေလည်းရှိထန်တယ်လို့ရှိနေတဲ့အတွက်သူတို့ကထက်ခါထက်ခါလိမ့်နေတာပါပြည်သူလူထုအများစုကြီးကမယုံကြပေမဲ့စစ်သားတွေကယုံကြပါတယ်ယူစော်တီတွေကယုံကြပါတယ်မဖတ်သားတွေကယုံကြပါတယ်စေအောင်စုအနေနဲ့ကတယောက်ယုံရင်တယောက်အမြတ်ပဲလို့သဘောထားပါတယ်ပြောသမျှအကုန်လုံးအပြည့်အဝမယုံရင်တောင်မှတဝက်တစ်ပြည့်ပဲယုံလို့ရှိရင်တဝက်တစ်ပြည့်အမြတ်ပဲလို့သဘောထားပါတယ်အဲ့ဒါကြောင့်ထက်ခါထက်ခါလိမ့်နေတာပါအခု ဘယ်နေရာတွေမှာဇွန်မင်းထွန်းဘလို့လိန်သွားတယ်ဘယ်နေရာတွေမှာဘလို့လှည့်စားသွားတယ်ဆိုတာကိုတစ်ချက်ချင်းထောက်ပြပါမယ်ဇွန်မင်းထွန်းနားထောင်တော့လို့ပြောချင်ပါတယ်နောက်ွယ်ကအဓိကကြိုးကင်နေဖြစ်တဲ့မင်းအောင်နိုင်လဲနားထောင်တော့လို့ပဲပြောချင်ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတချို့မလိုလားသူတွေကမိဘပြည်သူတွေကိုထင်အောင်ထင်မှားဖြစ်အောင်မျိုးမျိုးပြောဆိုနေကြတဲ့သွေးတို့လုံဆော်ပေးနေရည်လဲကျွန်တော်တို့တွေ့ရပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တချို့မလိုလားသူတွေကလို့သူက သုံးလုံးသွားပါတယ်တချို့မဟုတ်ပါဘူးဘယ်သူမှမလိုလားပါဘူးပြည်သူလူထုကြီးရဲ့60ရာခိုင်နှုန်းကမလိုလားကြဘူးဆိုတာသိသိကြပါတယ်မင်းကစင်းကောက်ထားလို့များဒီလောက်သေးချာနေတာလားလို့မမေးပါနဲ့စင်းကောက်ထက်သေးကြပါတယ်စစ်တပ်အာဏာသိမ်းတာကိုမကြိုက်လို့လမ်းပေါ်တက်ပြီးတော့လူသား30လောက်ဆန္ဒပြခဲ့ကြတာကိုမျက်စိနဲ့မြင်ထားပါတယ်ဗီဒီယိုတွေဓာတ်ပုံတွေနဲ့မြင်ထားပါတယ်အဲ့ဒါကိုကြည့်လို့ရှိရင်အာဏာသိမ်းတာကိုဆေးအုပ်စုကိုလူများကမကြိုက်ကြဘူးဆိုတာ သိတ်တင်ကြပါတယ်။အဲ့ဒီစေကုစုကအာနာသိမ့်ပြီးတော့ဇွကျင်းပမဲ့ရွေးကောက်ပွဲကိုလည်းအဲ့ဒီလူတွေကမကြိုက်ကြဘူးဆိုတာသိကြသလောက်ရှိပါတယ်။တချို့စကားကတ်တဲ့လူတွေကပြောရှင်ပြောကြလိမ့်မယ်။မင်းပြောတာကတန်း30လောက်လမ်းပေါ်ထွက်တယ်ဆိုတော့ကျန်တဲ့တန်း20လောက်ကထောက်ခံလို့နေမှာပေါ့ဆိုတာမျိုးကျန်တဲ့တန်း20ဆိုတာကတချို့ကခရီးတငယ်တွေနဲ့လူကြီးတွေမို့လို့တချို့ကထမင်းစားဖို့အတွက်အလုပ်လုပ်နေရလို့မအားလက်လို့တချို့ကအိမ်ဆောက်နေရလို့တချို့ကအလက်ကျထွက်ပြီးတော့ဆန်납ပြတာမို့လို့ဆိုတာမျိုးတွေပါ နိုင်ငံတကာနိုင်ငံမှာရှိတဲ့လူကြီးရဲ့တဝက်လောက်ကလမ်းပေါ်ထွက်ဆန္ဒပြတယ်ဆိုတာမျိုးကအလွန်ကြုံတော့ကြုံခဲဖြစ်ရမျိုးပါနိုင်ငံတကာနိုင်ငံမှာရှိတဲ့လူကြီးရဲ့တဝက်လောက်လမ်းပေါ်ထွက်ဆန္ဒပြတယ်ဆိုရင်အဲ့ဒါဟာတနိုင်ငံလုံးကမကြိုက်ကြလို့ပါဒါမျိုးကိုကမ္ဘာပြည်သူတွေအားလုံးသိကြပါတယ်မိဘပြည်သူတွေကိုထင်အောင်ထင်မှားဖြစ်အောင်အမျိုးမျိုးပြောဆိုနေတယ်တွေးထိုးလှုံ့ဆော်နေတယ်လို့လည်းသူကပြောသွားပါတယ်ထင်အောင်ထင်မှားဖြစ်အောင်ပြောနေကြတာမဟုတ်ပါဘူးပြည်တွင်းမှာ တနက်နဲ့အချိန်ခံထားရလို့ထုတ်မပြောတာပဲနဲ့နှုတ်ပိတ်ထားတဲ့သူတွေကိုစားလွတ်လပ်မှုရှိနေတဲ့သူတွေကပြောပြနေရတာပါတွေးထိုးလှုံ့ဆော်ပေးနေတယ်လို့ပြောအောင်ပြည်သူလူထုကအုံနောက်မရှိတဲ့နယ်ပိန်းတုံးတွေမှမဟုတ်ဖွဲ့ဗျာအမားနဲ့အမှန်ကိုပြည်သူလူထုအများစုကအကောင်းကောင်းခွဲခြားတတ်ပါတယ်ဘသူလိမ့်နေတယ်ဘသူကတော့အမှန်ပြောနေတယ်ဆိုတာကိုပြည်သူလူထုအများစုကသိကြပါတယ်ဒီမိုကရေစီ2010ကနေယနေ့အထိရွေးကောက်ပွဲ6ကျင်းအဲ့မှာတော့ရွေးကောက်ပွဲ ျွန်တော်တို့ပုံချိန်နဲ့ဂျာပြရွေးကောက်ပွဲပုံချိန်ဖြစ်ပါတယ်။ဟောလိမ့်သွားပါပြီဗျာ။ဒီမိုကရေစီခေတ်2030ကနေယနေ့အချိန်ထိတဲ့အောင်မလေးဗျာ။ပြော့ထွက်လိုက်တဲ့ပစက်ကြီး2030ကနေပြီးတော့ဒီနေ့အထိဟာဒီမိုကရေစီခေတ်တဲ့လေရင်နဲ့ပုံကျဲရွာတွေကိုမိရှို့တရားဝင်တရားထွက်စစ်တပ်နဲ့လိုက်လံတပ်ဖြတ်နေတဲ့သူတို့အချိန်သူတို့အခါကိုပါဒီမိုကရေစီခေတ်တယ်ဗျာတကယ်တော့ဗမာပြည်မှာဒီမိုကရေစီခေတ်ဆိုတာဘယ်တော့မှမပေါ်ပေါက်ဖူးသေးပါဘူး စစ်တပိုင်းအရသာအစိုးရခစ်ဆိုတာမျိုးလောက်ပဲပြောလို့ရပါတယ်ဦးသိန်းစိန်လက်ထက်မှာလည်းတကားဖွင့်ပေးတာတွေတချို့စပြီးတော့လုတ်ခဲ့ပေမဲ့ဒီမိုကရေစီနဲ့ကတော့အဝေးကြီးပါဦးသိန်းစိန်ကိုယ်တိုင်ကကြိုတင်မဲတွေကိုဆာလာအိတ်ကြီးတွေနဲ့ထုတ်ပိုးမဲခိုးပြီးတော့တက်လာတာပါနာမည်ကျော်မပတာဆိုတဲ့အစိုးရအဖွဲ့ကြီးကိုဦးသိန်းစိန်ကနေပြီးတော့ဥဆောင်ဥရက်လုတ်ပြီးတော့ဖန်တီးသွားတာပါတမျိုးဝင်တမျိုးထွက် ဒိုင်နာကားတွေနဲ့ဗလီတွေကိုလိုက်ပြီးကြတော့မီရှူတာမွတ်စလင်တွေရဲ့အိုးအိမ်တွေကိုလိုက်ပြီးဖျက်ဆီးတာတွေကိုဥသိမ့်စိန်လက်ထက်မှာလုတ်သွားတာပါမိတ်တီလာမှာမွတ်စလင်တွေကိုအရှင်လက်လက်မီရှူတက်ဖြက်အဲ့ဒါကိုရဲတွေကလက်ပိုက်ကြည့်နေကြတာဥသိမ့်စိန်လက်ထက်မှာဖြစ်သွားတာပါနာမည်ကျော်ရိုဟင်ဂျာဂျနိုဆိုက်ကြီးပေါ်ပေါက်လာဖို့ခြေလန်းတွေစပြီးတော့လှမ်းတာအစပြုတ်တာလည်းဥသိမ့်စိန်လက်ထက်မှာပါဒေါအောင်ဆန်းစုကြည်လက်ထက်မှာအများကြီးပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တာတွေရှိပါတယ်ဒါပေမဲ့လွတ်တော်ထဲမှာအရွေးကောက်မခံရတဲ့မိုးကြရွှေကိုသုံးပုံတစ်ပုံကထိုင်နေပါတယ်တနက်ကင်ထားတဲ့ကာကွယ်ရေးပြည်ထရေးနယ်စပ်လုံခြုံရေးဝန်ကြီးဌာနတွေကိုစစ်တပ်ကကင်ထားပါတယ်အဲ့ဒါလိုအခြေအနေမျိုးကိုဒီမိုကရေစီခဲလို့မခေါ်နိုင်ပါဘူးစစ်တပ်ကစင်မြိုင်ထောင်ပြီးတော့ကြတော့အုတ်ချုပ်နေတဲ့ကာလအဲ့ဒါလိုခေမျိုးကိုဒီမိုကရေစီခဲလို့ဘလို့မှမခေါ်နိုင်ပါဘူးစစ်တပ်ကအရသာဆိုးရရဲ့လက်အောက်မှာမနေဘဲနဲ့စင်မြိုင် ုပ်ချုပ်နေတဲ့အခြေအနေမျိုးအဲ့ဒီလိုခင်မျိုးကိုကမ္ဘာပေါ်မှာဒီမိုကရေစီခဲ့လို့ဘယ်သူမှမခေါ်ပါဘူးပြီးတော့ခစ်ကိုပိုင်းခြားသွားပုံကိုလည်းသတိထားပြီးတော့ကြည်ပါဇော်မင်းထွန်းတို့စေအုပ်စုရဲ့ mindset ကိုအထင်သာမြင်နေရပါတယ်ဘုံနေဝိခစ်ကိုတခစ်လို့သတ်မှတ်သွားပါတယ်ဘုံတက်ရွှေခစ်ကိုတခစ်လို့သတ်မှတ်သွားပါတယ်ဘုံမြောင်လိုက်ခစ်ကိုတခစ်လို့သတ်မှတ်သွားပါတယ်သတိထားလိုက်ပြီးကြပါလားတကယ်ဆိုရင်ဘုံနေဝိခစ်ကတခစ်ဘုံတက်ရွှေခစ်ကတခစ်ဥဒိတ်စေခစ်ကတခစ်ဒေါအောင်ဆန်းစုကြည်ခစ်ကတခစ် အဲ့ဒါလိုမျိုးတတ်မှတ်ဖို့ကောင်းတာပါအစိုးရတစ်ဆက်စီအုပ်ချုပ်သွားတာတွေကိုခစ်တခစ်စီလို့အဲ့ဒါလိုမျိုးတတ်မှတ်တင်တာပါအခုတော့သူတို့တတ်မှတ်ပုံကအဲ့ဒါလိုမဟုတ်ပါဘူးကာကွယ်ရေးဦးစီးချုပ်အပြောင်းလဲကိုလိုက်ပြီးတော့ခစ်တတ်မှတ်နေပါတယ်ဦးသိန်းစိတ်လက်ထက်ကနေပြီးတော့အခုသူတို့အာနာသိန်းနဲ့ကာလအထီကိုခစ်တခစ်လို့တတ်မှတ်တဲ့သဘောကဘုံမင်းအောင်လှိုင်းကာကွယ်ရေးဦးစီးချုပ်လုပ်တဲ့ကာလကိုခစ်တခစ်လို့တတ်မှတ်တဲ့သဘောမျိုးပါဒါမျိုးကြတော့တကူးတကစိတ်ကူးကြံစီပြီးတော့လိန်လေနေတာမျိုးတောင်မှမဟုတ်ပါဘူး တို့အသွေးသားထဲမှာစိတ်ဝင်နေတဲ့လိန်ဝင်နေတဲ့စိတ်ဓာတ်ပါမူသားဟာတို့စိတ်ဓာတ်တဲ့အထိစီးဝင်နေတာကိုစိတ်ဝင်နေတာကိုဖော်ပြတာပါကျွန်တော်တို့နိုင်ငံမှာပြည်သူလူထုလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်။ဟောနားထောင်များနားထောင်ထပ်လိမ့်နေပါပြီ။ဒီတစ်ခါတော့ပါပါလေးပါ။ကျွန်တော်တို့နိုင်ငံမှာပြည်သူလူထုလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီအကောင့်ထဲ ပေါ်နေတာဖြစ်ပါတယ်ပြည်သူလူထုလိုလားနေတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတဲ့ပြည်သူလူထုကပါတီစုံဒီမိုကရေစီစနစ်ကိုလိုလားတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒါဟာသူတို့လှုပ်ပေးမယ်ဆိုတဲ့ရွေးကောက်ပွဲကိုလိုလားတယ်ဆိုတဲ့အတိတ်ပဲတော့လုံးဝမဟုတ်ပါဘူးအတူရောင်ရွေးကောက်ပွဲကိုပြည်သူလူထုကမလိုလားပါဘူး အဲ့ဒါကိုရောချလို့မရပါဘူးပြည်သူလူထုလိုလာတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008နဲ့အညီလုပ်ပေးနေပါတယ်ဆိုတော့ပြည်သူလူထုက2008အခြေခံဥပဒေကိုပါလိုလားနေတယ်လို့လို့ထင်အောင်ထင်မှားဖြစ်အောင်ရောကြည့်လိုက်တာပါအင်းတတိယအကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တယ်အဲ့ရွေးကောက်ပွဲမှာမဲပသမာမှုကြီးများစွာရှိခဲ့တယ်အဲ့ဒီတော့ရွေးကောက်ပွဲကော်မရှင်ရဲ့တိုင်ဝင်ထုတ်ပြန်ချက်အရမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိပါတယ် မမတာမုံချက်နိုင်ကြောင်တွေးရှိခဲ့တဲ့အရေးအတွက်ကတော့30%၄တန်းဖြစ်ပါတယ်တထောင်လည်းမဟုတ်တော့တထောင်လည်းမဟုတ်ပါဘူးတပိန်လည်းမဟုတ်ပါဘူးတပန်းလည်းမဟုတ်ပါဘူး10တန်းကျော်ဖြစ်ပါတယ်နေပေးပိုင်ခွင့်ရှိတဲ့လူဦးရေထက်၄ပုံတပုံလောက်ဖြစ်ပါတယ်ဆေးဥစုရဲ့ထက်ခါထက်ခါလိန်နေတဲ့ဇာတ်လမ်းကအဲ့ဒါပါပဲလိန်တာလိန်ရဲရဲတာလိန်ထက်ခါထက်ခါလိန်ကြာလို့ရှိရင်နားယောင်တာလိန်မယ်အကုန်လုံးမဝင်တောင်မှနည်းနည်းပါးပါးယုံသွားရင်လည်းအမြတ်ပဲဆိုတော့ယုံကြည်ချက်နဲ့ထက်ခါထက်ခါလိန်နေတာပါမြမသမိုင်းကိုပြန်ကြည့်ပါ မဲခိုးဘူးရဲ့အဖွဲစည်းကတဖွဲတအုပ်စုတွေပဲရှိပါတယ်အဲ့ဒါကစစ်အုပ်စုပါတကြိမ်တစ်ခါတည်းသာမကပါဘူးအချိန်ချင်းခါခါခိုးပါတယ်မဲခိုးရဲဆိုတဲ့စကားနဲ့စစ်တပ်ဆိုတဲ့စကားဟာဒွန်းတွဲနေတယ်လို့တောင်းဖြစ်နေပါပြီစစ်တပ်ဟာဖဆောက်ပလာလက်ထက်မှာကလေးကတီမြဲပါတီအတွက်မဲခိုးပေးမှုပါတယ်ဒါကိုဘုန်းနေဝင်းကိုယ်တိုင်ဝန်ခံသွားခဲ့ပါတယ်စစ်အုပ်စုကတစ်ခုလုံးကခိုးတာပါဘုန်းနေဝင်းရဲ့အမိန့်နဲ့ခိုးတာပါ နောက်ပိုင်းမှာတော့အဲ့ဒီလောက်ရဟာတမိုင်းတေခံဖြစ်မဲ့လောက်ရဆိုတာကိုသိလာတော့ဘိုးအောင်ရွှေကိုထိုးကြည့်ပါတယ်ဘိုးအောင်ရွှေမဲခိုးလို့ဆိုပြီးတော့ယာဒူးကဖြုတ်ချလိုက်ပါတယ်တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါသူထုတ်ချင်တဲ့လူကိုမဲခိုးတယ်ဆိုတော့အမှုနဲ့တွဲပြီးတော့ကျတော့ထုတ်လိုက်တာပါဥနေဝဲမှာအဲ့ဒါလိုအကျဉ်းဆိုးရှိပါတယ်သူကိုယ်တိုင်အမိန်ပေးပြီးတော့အောက်ကလူကိုထိုးကြွေးတတ်တဲ့အကျဉ်းဆိုးအကျဉ်းပုတ်ပါသူ့လူတွေကောင်းကောင်းသိပါတယ်ကျောင်းသားတွေကိုရဲရဲဆက်ဆက်တတ် တမိုင်းဝင်ចောင်းသားတမက်ကကြီးကိုဖြိုချပြီးတော့မှအောင်ကြီးလုတ်ပါတယ်ဆိုပြီးတော့ထွက်ခါတိမှာထိုးချတာလည်းသူပါပဲ1990ရွေးကောက်ပွဲမှာလဲမဲခိုးတာတွေရွေးကောက်ပွဲမတိုင်ခင်မဲဆွေရမှာမတရားဘက်လိုက်တာတွေရှိခဲ့ပါတယ်2010ရွေးကောက်ပွဲမှာကျိုတင်မဲတွေစာလာအကြီးနဲ့ထုတ်ပိုးပြီးတော့တင်းတင်းတပိုးခိုးယူတာကလည်းလူအများသိတဲ့တမိုင်းဝင်အဖြစ်ပြက်ပါ2015ရွေးကောက်ပွဲမှာလဲနီမျိုးစုံညစ်ပတ်တဲ့ဂျားကသူတို့ရှုံ့နေသွားတာပါ 2020ရွေးကောက်ပွဲမှာတော့သူတို့မဲခိုးခွင့်မရပါဘူးတကယ်တော့သူများကိုမဲခိုးပါတယ်ဆိုပြီးတော့2020ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ကဆွဆွဲနေပြီမဲ့တကယ်တမ်းသူတို့မခံမရနိုင်ဖြစ်ရတဲ့အကြောင်းရင်းကတော့သူတို့ဘာမှမလုပ်လိုက်ရလို့သူတို့မဲမခိုးလိုက်ရလို့အာနာသိမ့်တာပါပဲတိတိကျကျပြောရရင်2020မှာမဲမခိုးရတဲ့အပြင်မှာနောက်မှလည်းသူတို့လိုချင်တယ်လို့ဇလန်းစင်လို့မဲခိုးလို့ရတော့မှာမဟုတ်ဘူးလို့ထင်လာတဲ့ယူဆလာတဲ့အတွက်အာနာသိမ့်တာပါ ရွေးကောက်ပွဲပြီးကစားကလေးကခွက်ခွက်လောင်အောင်ရှုံးတဲ့ကြက်ဖွက်နဲ့စစ်တပ်ဟာမကျေနပ်ကြပါဘူး။ NLD အစိုးရဟာမဲမတမာမှုတချို့လုပ်ခဲ့တယ်ဆိုပြီးတော့ကြက်ဖွက်ခေါင်းဆောင်တချို့ကမရက်တရက်ဆပြီးတော့ဆွဆွဲပါတယ်။ဥတန်ထေးတို့ဥနန္ဒာလှမြင့်တို့ဘူးလက်လှဆွေတို့ပါပါတယ်။အဲ့ဒီကသတင်းတောက်တွေကရှင်းရှင်းလင်းလင်းမေးကြပါတယ်။ခမားတို့ပြောတဲ့မဲမတမာမှုဆိုတာဟာရွေးကောက်ပွဲရလက်ကိုပြောင်းလဲသွားစေနိုင်လောက်အောင်များသလားဆိုတော့ရလက်ပြောင်းသွားလောက်အောင်တော့မများပါဘူးလို့သူတို့ပြောခဲ့ပါတယ်။ ဒါပေမဲ့နည်းနည်းပဲဖြစ်ဖြစ်အများများပဲဖြစ်ဖြစ်မဲမတမာတာဟာအတူတူပါပဲလို့သူတို့ပြန်ဖြေပါတယ်။မဲစင်းကွာဟာချက်တွေဒါမရှိရင်သူတို့နိုင်မှာပါလို့သူတို့မပြောရဲပါဘူး။မဲရလက်တော့ပြောင်းမသွားနိုင်ပါဘူးလို့သူတို့ရှင်းရှင်းလင်းလင်းဝန်ခံခဲ့ပါတယ်။ဒါပေမဲ့အခုနေသားပြန်မေးကြည့်မယ်ဆိုရင်သူတို့တမျိုးပြောင်းပြီးတော့ပြောကောင်းပြောလိုက်မယ်လို့ထင်ပါတယ်။အဲတဖြည်းဖြည်းနဲ့နောက်ပိုင်းကြာလာလေးအချိန်ကြာလာလေးတဖြည်းဖြည်းပို့ပို့တိုးပြီးတော့ဆွဆွဲလာလေးသူတို့လောက်ပါတယ် ဒါတော့မှအားလုံးသတိထားမယ့်အချက်တစ်ချက်ကိုထောက်ပြချင်ပါသေးတယ်။မဲစင်းကွာပါတယ်၊မဲမတမာမှုလုပ်ပါတယ်ဆိုတဲ့စကားကိုကြက်ဖွန့်က ပြောတာကနည်းနည်းစစ်တပ်ကပြောတာကများများဆိုတဲ့အချက်ပါ။ဆိုလိုတာကစစ်တပ်ကအဲ့ဒီအချက်ကိုပို့ပြီးတော့လိုချင်နေတယ်။စစ်တပ်ကအာဏာသိမ်းခြင်းလို့အကြောင်းပြချက်ရှာနေတယ်ဆိုတဲ့အချက်ပါ။အေးတော်လည်းမျိုးတွေအားလုံးပဲဒီလိုတွေ့ခဲ့တဲ့အကြောင်းအရာတွေကဆရာကိုသိမျက်ကနေပြီးတော့လက်ရှိချိန်မှာစော်မဲလုံးတို့လိန်လိန်ပြောဆိုနေတဲ့အရာနဲ့ပတ်သက်ပြီးပြန်လည်ပြီးတော့ရှင်းပြထုတ်တာဖြစ်ပါတယ်။ ူပါပဲအခြားသောဘောမာရီရဲ့လိမ်လည်မှုတွေကိုလည်းတုံ့ကြည်နေတဲ့ပြည်သူတွေတို့ရှိနေဖြစ်တဲ့အတွက်ဘောလိုင်းဘက်ကရောအခြားသောစပီကာတွေအနေနဲ့လည်းအမြဲတမ်းခုလိုတင်းနေရမှားပါတယ်ဆိုပြီးတော့ထုတ်ပေါ်ပြောကြနေတာကိုသိရှိနေရပါတယ်။ဘောလိုင်းမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသတ်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တင်ပြပြပြီးကျွန်တော်ရဲ့ကိုကြေဘော်လို့ရှင် Print Channel လေးကို Like Subscribe လုပ် Like Subscribe ပြီးဘေးရခွန်လေးတိုင်းမြင်တက်လာများပြီးတွင်တင်းအားလုံး issue နားဆင်ရဖြစ်ပါတယ်။ဒီ Channel လေးမှာတော့မနက်7:00နာရီခွဲမနက်ပိုင်းတင်းနဲ့ည7:00နာရီခွဲညပိုင်းတင်းနေ့ကိုတင်းနှစ်ပုံနဲ့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဘောလိုင်းမျိုးတွေအားလုံးပဲ ပလိုင်းပြီးတဲ့အထိအတူတူရွှေဆွဲရောက်ကြပါစို့ဗျာ